ကျမ်းမာတော်မူကြပါစခင်ယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ23ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရုံပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုတ်တင်ဆက်ပေးကြတာကတော့ကြောက်ဖြူအနီပင်လေပြမနေဗီတစီပောက်ကွဲမိလောင်နေတာကိုဒေသခံများမြေတွေးကြောက်စုခဲ့ကြောင်းတင်ဆက်ပေးပါမယ် နိုဝင်ဘာလ22ရက်နေ့မနက်မှာကြောက်ဖြူအနောက်ဘက်ကမ်းလွန်ပင်လယ်ပြင်မှာစေအုပ်စု Navy တစည်းကိုပောက်ကွဲမိလောင်နေတာကိုမန်အောင်ကျွန်းပေါ်ကနေမြင်တွေ့ခဲ့ရတယ်လို့ဒေသခံများကသတင်းဌာနကိုပြောပါတယ်။အမည်မဖော်လိုသူမန်အောင်ဒေသခံတဦးကမနေ့ကမနက်9နိုင်နဲ့10နိုင်ကြားမှာ Navy မိလောင်နေတာကိုမြင်တွေ့ခဲ့ရတာပါ။ပောက်ကွဲတံတွေကိုလည်းအကျဉ်းကြီးကြားရပါတယ်။မန်အောင်ကျွန်းမြောက်ဖက်ခြေရွာတွေကနေအကုန်မြင်ရပါတယ်။မိလောင်နေတာကိုလို့ပြောပါတယ်။ ယခုလိုမိလောင်နေတာကိုမြင်တွေ့ရပေမဲ့လေမိသည့်အတွက်ကြောင့်မိလောင်နေတဲ့ဆိုတာကိုတော့မသိရှိရသေးဘူးလို့လည်းကောင်းကဆက်ပြောပါတယ်။အေအေကပြစ်တဲ့လက်နဲ့ကြီးထိလို့လားဒါမှမဟုတ်သူတို့စီကလက်နဲ့ကြီးပြစ်တာမှမတော်တဆပေါက်ကွဲတာလားဒါတော့မပြောနိုင်ဘူး။ DV ဘောကပေါက်ကွဲတံတွေကိုမအောင်ကျွမြောက်ပိုင်းနေရာတွေကလူတွေအလုံးအတန်ကြဲကြီးကြားရပါတယ်လို့သူကဆက်ပြောပါတယ်။အစူပါတဲ့နဲ့ပတ်သက်ပြီးဆက်တွေ့မိမြရမှာဒေသခံအမျိုးသမီးတို့ကလည်း နေဗီတစည်းပေါက်ကွဲမိလောင်မှုဖြစ်ပေါ်သည်မှာမှန်ကန်တယ်လို့အတည်ပြုပြောဆိုပါတယ်။နေဗီမိလောင်တာမှန်ပါတယ်။ပေါက်ကွဲတံတွေလည်းအကြေကြီးကြားရပါတယ်။ကျမတို့နဲ့ကြေးရွာကနေမြင်နေရပါတယ်။ပေါက်ကွဲတံတွေကိုလည်းကြားရပါတယ်လို့ဆိုပါတယ်။နောက်ထပ်တဦးကလည်းမိခိုးတွေထွက်နေတာကိုမြင်ရပါတယ်။ပေါက်ကွဲတာလားလက်လက်ကြီးနဲ့ပြစ်ခတ်ရတာလားမသိပါဘူး။မိခိုးထွက်နေတဲ့အချိန်မှာပေါက်ကွဲတံတွေကိုတော့အများကြီးကြားရပါတယ်လို့ဆိုပါတယ်။စစ်အုပ်စုနေဗီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးအတည်ပြုချက်ရယူနိုင်ဖို့ အော်ရာကတ်တတော်ပြောရင်စုခွင့်ရှိသူဥခိုက်သူခါကိုဆက်တွယ်မေးမြန်းထားစေဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကလေးမျိုးနဲ့တီးတိမ်မျိုးနဲ့တို့မှစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံမှုစစ်သား90ကျော်တင်ဆောင်ခဲ့ပြီးစစ်တုံးဘန်းနဲ့လက်နက်ခင်းရန်အချို့တင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးနဲ့ချင်းပြည်နယ်တီးတိမ်မျိုးနဲ့တို့မှစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံခဲ့ရမှာစစ်သား90ကျော်တင်ဆောင်ပြီးစစ်တုံးဘန်းနဲ့လက်နက်ခင်းရန်များတင်ဆက်ရရှိခဲ့ကြောင်း ကျင်းပြင်းတဲ့အစိုးရကာကွယ်ဝန်ကြီးဌာနရဲ့ပြန်ကြားရေးတာဝန်ခံဖြစ်စလိုင်းနိုင်ဂျွန်ကင်ကပြောဆိုပါတယ်။နိုဝင်ဘာလ16ရက်နေ့19ရက်နေ့နဲ့22ရက်နေ့တို့မှာကလေးမျိုးနဲ့ဂန်ကောမျိုးအကြားကိုဝင်ရောက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းကိုကျင်းပြင်းတဲ့အစိုးရကာကွယ်ဝန်ကြီးဌာနစစ်ကြောင်းတက်မှမိဖက် VACOP PDF အပါအဝင်ကျောင်းသားတက်မတော် ABSDF PDF KI တရင်များ ပကဖာများကလေး Revolution Force KRF Ranger ကလေး Defense Force RKDF Your Defense Force YDF စတဲ့မဟာမိတ်အဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကနိုဝင်ဘာလ16ရက်နေ့မှာ Fighter Jet နဲ့ဘုံရှစ်လုံး၊ Y20 နဲ့ဘုံအလုံး150ကျော်၊နိုဝင်ဘာလ19ရက်နေ့မှာ Jet Fighter နဲ့တကြိမ်၊နိုဝင်ဘာလ22ရက်နေ့မှာ Y20 နဲ့ဘုံအလုံး60ကျော်၄ကြောင်းတိုက်ခိုက်မှုများပြစ်လုခဲ့ကြောင်းသိရှိရပါတယ်။အခုကံကောဟန်တာဝရီနဲ့ဂျန်တာတို့ဘက်မှတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ စစ်တပ်စစ်ကြောင်းတွေကချင်းပြည်ဟာခါကိုဥတည်လာနေတာပါလို့ချင်းပြည်နယ်အစိုးရကာကွယ်ဝင်ကြီးဌာနရဲ့ပြည်ချားရေးတာဝန်ခံဖြစ်သူ slide nine jun kim ကပြောဆိုပါတယ်အလားတူချင်းပြည်နယ်အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့စစ်ကြောင်းနှစ်ဟာမဟာမိတ်ကလေး revolution force krf အပါအဝင်ချင်း national defense force cndf pdf zulan စတဲ့မိဖက်အဖွဲ့အစည်းများနဲ့လက်တွေ့ပြီး တီတိမ်မြို့နဲ့ခိုင်ကန်းမြို့အကြားမှာဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်လျက်ရှိပြီးစစ်တပ်ကနိုဝင်ဘာလ22ရက်နေ့မှာဖိုက်တာဂျက်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အခုချင်းပြည်ဘက်ကစစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတောက်လျှောက်တက်လာနေပါတယ်။မကွေးဘက်ကရောကလင်းမြို့ဘက်ကရော တက်လာတော့ပါလေကြောင်းတိုက်ခိုက်မှုကိုအာယူပြီးမြေပြင်ကချီလင်းစစ်ကြောင်းတွေကစစ်မှုထက်အစ်စ်တွေနဲ့အင်အားအလုံးအင်းကိုအာယူပြီးတက်လာတာ။ ချင်းပြည်တော်လှန်ရေးတပ်တွေကစုပေါင်းခုခံနေပါတယ်လို့ချင်းတော်လှန်ရေးတပ်မှတရင်မှုတူကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲများအတွင်းမှာအကြံဖတ်စစ်တပ်ဘက်ကစစ်သား90ကျော်တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားတွေကို MI-17 ရဟင်းနဲ့ခေါ်ဆောင်သွားကြောင်းဒါအပြင်စစ်တုံးဘန်းအကျုံးနဲ့လက်နက်ခဲယမ်းများလည်းတင်စေရရှိခဲ့ပြီးအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့မှတိုက်ခိုက်လာတဲ့ drone တချို့ကိုလည်းပြစ်ချနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ပခုတ်ကူနဲ့မြန်မြွတ်နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဆွဲထားရနေရာနဲ့စစ်ကြောင်းကိုတက်ခိုင်းမှုတစကန်တချို့တင်ပိုက်ရရှိပြီးစစ်သား9ဦးထိခိုက်ဒေဆုံးကနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ပြီးစစ်တပ်ကပြည်သူနှစ်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်နဲ့မြန်မြွတ်နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကြောင်းကိုတက်ခိုက်ခဲ့ရမှာတစကန်တချို့ကိုတင်ပိုက်ရရှိပြီးစစ်သား9ကောင် ထိခိုက်ဒေဆုံးက နှစ်ကောင်အရှင်ဖမ်းမိပြီးစစ်တပ်က ပြည်သူနှုတ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း Earthquake People's Defense Force မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။စက်တင်ဘာလ30ရက်နေ့မနက်9:30မိနစ်ခန့်မှာပကုတ်ကမြို့နယ်မြစ်ချေမြို့လက်ပံချောင်းကြီးပေါ်ဘုန်းကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့ကြောင်းရင်တက်ခိုက်မှုဟာမိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဘုန်းကြီးကျောင်းအနောက်ဘက်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ကာကင်စခန်းကိုစတင်ကြောင်း ဂိတ်နဲ့လက်ပံချောင်းဆက်လီစိတ်တို့ကိုတင်ပိုင်နိုင်ကြအောင် သိရှိရပါတယ်။အော်တိုဘာလတရက်နေ့မှာပခုတ်ကူမြို့နယ်ကံရက်ရွာနဲ့တန့်ကြီးရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတန့်ကြီးရွာဘုံကြီးကျောင်းအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကနှစ်ကြိမ်ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းယင်းထီတွေ့တိုက်ပွဲတွေဟာအော်တိုဘာလ3ရက်နေ့မှ9ရက်နေ့ထိထပ်မံဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှအတိနာကပါရာမော်တာ၄စီးနဲ့ဘုံ၁၂လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ အော်တိုဘလာ22ရက်နေ့မှာပကုတ်ကူမြို့နယ်ညောင်ချစ်ပင်ကြေးရွာအနီးကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာလ22ရက်နေ့မနက်9:45မိနစ်ခန့်မှာမြိုင်မြို့နယ်စက်မှုနှစ်မှာဝက်ပုတ်ရွာအတွင်းကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးထိခိုက်ဒေဆုံးကတော်လန်ရေးရဲဘော်2ဦးကြာဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်းမှာအတိနာခဲ့တဲ့စစ်တပ်ကမြိုင်စက်မှုနှစ်ကိုပြန်လည်ဆုတ်ခွာသွားချိန်မှာ ပြည်သူအမျိုးသားတဦးနဲ့အမျိုးသမီးတဦးတို့ကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတုံလိုင်းတပ်ဖွဲ့တွေကနေမည်ရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်းတချို့နဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာပခုတ်ကုံမြို့နယ်တင်းကက်ပြူရွာမှာပြူစောတီတူခေါင်းဆောင်တဦးနဲ့နောက်လိုက်တဦးတို့ဟာအရတပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးရန်ထွက်ခွာလာစဉ်တုံလိုင်းတပ်ဖွဲ့တွေကလမ်းပိုက်တနေရာမှာအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ လက်ပံချောင်းလေးစိတ်ကတိုက်ဆရာမလို့ပဲနဲ့ရခဲ့တာသူတို့ကတန့်ကြီတောင်ပေါ်အထိစုတ်သွားတယ်တန့်ကြီတောင်အောက်ကလက်ပံချောင်းတန့်ကြီရွာအဲ့ဒီလုံးနဲ့သူတို့ဂိတ်ဖွင့်ထားတဲ့ရွာတွေမှာတိုက်ပွဲဖြစ်တာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုကတော့ရှိတယ်ကျွန်တော်တို့ဘက်ကတော့အတိအကျအတိမပြုတ်နိုင်ဘူးထိခိုက်ဒဏ်ရာရတာလောက်ပဲမြင်ရတယ်သူတို့ဘက်ကအေးမတားလို့နောက်ဆုတ်သွားတာအော်တိုဘန်လာ22ရက်နေ့ကတော့မနက်ခင်းတပိုင်းလောက်တိုက်ပွဲဖြစ်တယ်ညောင်ချစ်ပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တာ ကမ္မဘက်ကိုစစ်ကြောင်းထုတ်မယ်ဆိုရင်ညောင်ချစ်ပင်ကနေထူတာပခုတ်ကူနဲ့ညောင်ချစ်ပင်ကြားကသူတို့စွမှုနေမြပေါ့အော်တိုဘလ22ရက်နေ့ကလေးကနေမြစ်ချီတကြောပတ်ရောကမ္မဘက်ရောစစ်ကြောင်းဘက်ထိုးရင်နဲ့စက်မှုနဲ့သေးကိုရောက်သွားတာကြားထဲမှာလည်းတိုက်ပွဲဖြစ်တာတွေရှိတယ်မြေမြုပ်ထားတာအလောင်းနှလောင်းတွေ့တယ်မိရှုထားတာမျိုးတွေတွေ့ပါတယ်အနည်းဆုံး9ဦးလို့ခန့်မှန်းထားတာပေါ့တိုက်ပွဲကတော့အခုလက်ရှိအချိန်ထိဆက်ဖြစ်နေတုန်းပဲစစ်ခွေးစစ်ကြောင်းကလည်းပြန်မဆုတ်သေးဘူးမြိုင်နဲ့ပေါက်အဆက်မှာပဲရှိပါသေးတယ် နေတိုင်းနေမကိုတိတွေ့မှုဖြစ်ပွားနေပါတယ်လို့ Earthquake People's Defense Force မှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Earthquake People's Defense Force ပခုတ်ကိုခိုင်းလုတ်ကဲတရင်တက် PDLB နဲ့မာမိတ်ပူပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်း ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကိုအထူးကယူစိုက်ကြရန်နဲ့စည်ရေးအသည့်စည်ရေးတတိရှိကြရန်တိုက်တွန်းမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ထိန်းချုပ်ထားတဲ့ မူစစ်တရား၅မိုင်မှထွက်ခွာလာတဲ့ကုံကားမှန်သမျှကိုဖမ်းဆီးရတဲ့စစ်တပ်ထင်းချုံမှုမရှိတဲ့နေဆက်ကုံတွယ်ရေးဂိတ်တွေမှာမြေတီကုံတွယ်ရေးမှာလုတ်ခွေမရရေးတားဆီးရန်စစ်ရုံးကညွှန်ကြားချက်ထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA MNDAA နဲ့ TNL တို့အပါအဝင်မြောက်ပိုင်းမှာမိညီနောင်တုံးခွဲထင်းချုံထားတဲ့မူစစ်တရား၅မိုင်မှထွက်ခွာလာတဲ့ကုံကားမှန်သမျှကိုဖမ်းဆီးရတဲ့ အစုပါနေဆက်ကုံသွေးကိမမြည်သည့်ကုံသွေးရင်းမှလှုပ်ဆောင်ခြင်းမပြုရင်တာစီဆောင်ရွက်ရန်စစ်တကအတူညွန်ကြချက်ထုတ်ပြန်ထားကြောင်းနေပြည်တော်စစ်ဘက်တရင်ချင်းမြစ်ထံကနေသိရှိရပါတယ်။ယခုနိုဝင်ဘာလလယ်ပိုင်းမှာစတင်ပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ထင်းချုပ်ထားတဲ့မူဆေ105မိုင်ကုံသွေးစုံအတွင်းမှာပြည်ရင်းကိုတရုတ်ကုန်ပစ္စည်းများတင်ဆောင်လာတဲ့ကုံကားမှတ်သမျှကိုလမ်းပိုင်းအလုံးမှာမဖြစ်မနေတာစီဖန်စီဆောင်ရွက်ရန်ညွှန်ကြားချက်တည်းရထုတ်ပြန်လာကြောင်းသိရှိရပါတယ်။ တက်မတော်ရဲ့ထင်းချုံမှုမရှိတဲ့နိုင်ငံကိုအခွန်မဆောင်တဲ့ကုံတွေးရေးဂိတ်တွေအလုံးကတရားမဝင်ကုံတွေးရေးဖြစ်တက်မှတ်တယ်။တရားမဝင်ကုံတွေးရေးဂိတ်တွေကနေကုံတွေးတဲ့ကုံကားတွေရောကုံတွေးတွေရောအကုန်လုံးကိုတိတိယောက်ယောက်တားဆီးအေးအေးယူဖို့ညွှန်ကြားချက်ထုတ်ပါတယ်။အဓိကကကုံကားတွေလွတ်နေလို့ညွှန်ကြားချက်ထုတ်တဲ့သဘောပဲ။တရားမဝင်ကုံတွေးရေးကြောင့်ဒီနေဆက်ကိုအခြေပြုပြီးနိုင်ငံတော်ကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဗန်ဒါအင်အားတောင့်တင်ပြီးတက်မတော်ကိုစန့်ကျင်တိုက်ခိုက်နေတာ။ အဲ့ဒါကြောင့်မြောက်ပိုင်းမဟာမိတ်တွေတင်းချုပ်ထားတဲ့105မိုင်ကုန်သွယ်ရေးဇုံကနေလာတဲ့ကုန်ကားတွေနဲ့အဲ့ဒီကုန်သွယ်ရေးဇုံကိုသွားတဲ့ကုန်ကားတွေမှန်သမျှတားဆီးပြီးတိတိယောက်ယောက်အရေးယူဖို့ကုန်တယ်တွေကိုတရားမဝင်ကုန်သွယ်ရေးဂိတ်ကနေကုန်သွယ်မှုမပြုတ်လို့တားဆီးမိန်ထွက်လာတာလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘက်ကတိမ့်ပိုက်တင်းချုပ်ထားတဲ့မူဆယ်105မိုင်ကုန်သွယ်ရေးဂိတ်ကိုပြန်လည်ရရှိရေးအတွက်တရုတ်အစိုးရထံကိုစစ်တပ်က ယခုနှစ်ဩဂတ်လအတွင်းမှာအစုပြုတင်ပြခဲ့ပေမဲ့တရုတ်ဘက်ကတစုံတရာအကြောင်းပြန်ကြားခြင်းမရှိကြောင်းအကြံဖတ်စစ်တကတရုတ်အစိုးရထံကိုနှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ရေးနဲ့နေဆက်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ကူညီဆောင်ရွက်ပေးရန်အစုပြုခဲ့ပြီးယင်းအစုပြုချက်မှာတရုတ်မြန်မာနေဆက်ကုန်သွယ်ရေးအတွက်အထူးကြတဲ့မူဆယ်တရငါးမိုင်ကုန်သွယ်ရေးဇုံကိုမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ကစစ်တပ်ထံကိုပြန်လည်ပေးဆောင်ရန် ူညီဆောင်ရွက်ပေးရေးကိုတရားဝင်တင်ပြတောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။စက်တင်ဘာလ16ရက်နေ့တရုတ်ခီးစင်မှာလဲမင်းအောင်လိုင်ကတရုတ်နဲ့မြန်မာနိုင်ငံဟာနယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက်ကုံတွယ်မှုပြုလုပ်ရမှာနေဆက်ခိတွေကအရေးပါသောအခန်းကဏ္ဍမှာပါဝင်နေကြောင်းနိုင်ငံအကြားနေဆက်ဒေတာများစီမံခန့်ခွဲရေးနဲ့ပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်အရမြန်မာတရုတ်နေဆက်တလျှောက်မှာစုစုပေါင်းနေဆက်ကိရှိကုန်ရှိကြောင်းလက်ရှိအချိန်မှာနေမီလူကြုံရေးအခြေအနေအရ အဆိုပါနေဇကိရှိခုအနမမူဆယ်ရွှေလီနေဇကိတခုတော့ဖွင့်လက်ထားရှိနိုင်ပြီးကျန်နေဇက်ကွန်တိုရီဂိတ်တွေမှာတိုင်းရင်သားလက်နက်ကိုင်အဖွဲ့ရရဲ့တိုက်ခိုက်မှုတွေကြောင့်ရက်တန့်ထားရကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ကလည်းယခုနှစ်ဇူလိုင်လ၁ရက်နေ့မှာစတင်ပြီးမူဆယ်၁၅မိုင်ကျင်စန်းကျော်ဂိတ်မှာကွန်တွယ်မှုအသွင်းထုတ်ကျူတီဆောင်နှုံးများကိုစီမံခန့်ခွဲ၍အခွန်များကောက်ခံလျက်ရှိပါရယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ် တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လိုင်းနေတဲ့ကိုချင်းတော်ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လိုင်းသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။